ရှော Samsung Galaxy S20 5 Ultra နဲ့ iPhone 16 Pro Max ရဲ့ selfie video quality ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဘယ်ကောင်ကအတန်ပိုကောင်းလဲဆိုတာလည်းကြားရမယ်ပြီးတော့အခုကျွန်တော် AI eraser နဲ့ဖြောက်လိုက်မယ်ဆိုရင်လည်းဘယ်ဖုန်းကအဆင်ပြေလဲပေါ့နော်အဲဆိုရင် against against မှာဆိုရင်ကျွန်တော်မြင်တာအသီးသလား iPhone ကအဆင်ပြေသလားလို့ပေါ့နော် ပြောရင်တော့နှကောင်စလုံးကတကယ် beast တယ်လို့ပြောလို့ရတယ်ကျွန်တော်တို့တလုံးလောက်ရှိပြီဆိုရင်ကိုကင်မရာအကောင်ဆုံးဖုန်းစင်းရင်းနဲ့ဝင်ပြီးသားပြပါကြလားဘယ်ကောင်နဲ့ရဲ့စိတ်ကြည်နဲ့ဆရာကောင်းတဲ့ပုံစံမျိုးပြီးတော့ခုဓာတ်ပုံနေစမ်းရိုက်ကြည့်လေလေနှကောင်စလုံးကအရန်မကွာတော့ဘူးဆိုတဲ့ပုံစံမျိုးရှိလာတယ်အရင်တော့ဆိုရင် Samsung နဲ့ရိုက်လိုက်မယ်ဆိုရင် Samsung color ပုံစံမျိုးမြင်ရတယ် iPhone နဲ့ရိုက်မယ်ဆိုတော့ iPhone ရဲ့ color ပုံစံမျိုးအခုတော့နှလုံးလုံးရှင်ရိုက်လိုက်မယ်ဆိုရင်ဘာกว่าလဲဆိုတာမျိုးကျွန်တော်ချက်ချင်းပြောလို့မလွယ်တော့တာဗျာဒါပေမဲ့ Samsung ကတော့နောက်ဆုံးမှထွက်လာတဲ့ကောင်းမှုလို့လာတော့မသိဘူးကျွန်တော်နှလုံးရှင်ရိုက်မယ်ဆိုရင်တော့နည်းနည်းလေးပူပြီးတော့ lens နဲ့ပတ်ကိုသွားတယ်ချို့ချို့တော့ HDR တွေ အဲ dynamic range ဒီမှာတော့ iPhone ကနည်းနည်းပိုတာရဲဆွဲပုံစံမျိုးဥပမာပြကျွန်တော်ဒီပုံတပုံဒီနေဝင်ချိန်လေးပေါ့နော်အခုပြရတဲ့ပုံလည်းပဲရဲလိုက်မယ်ဆိုရင် Samsung ကဒီကောင်းကင်ကနည်းနည်းဖွေးနေပြီဆိုရင်ပုံမှန်ထက်ပိုပြီးတော့လှပေးတယ်မိုက်တယ်ဒါပေမဲ့ iPhone ကကျတော့အလင်းနေအကုန်လုံးတွတ်တူရှိတဲ့နေရာကို မျက်နေအောင်တွားပြီးပို့ပေးလိုက်တာပေါ့နော်ဒီ TR48 megapixel နဲ့2 and 2 megapixel ဖြစ်တဲ့အတွက်ကြောင့်မလို့ကျော်ရီ numbers ပဲမဟုတ်ဗျာတကယ်နဲ့ကြည့်ရခါမှာလဲ Samsung ရဲ့ DT ကတကယ်ကျွတ်စိန်လို့ပြောလို့ရတယ် wireless မှာတော့ကျွန်တော် Samsung ကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်အလင်းဝင်ထွက်တဲ့အပိုင်းမှာပြီးတော့လိုးလိုက်ပိုင်း portrait လို့ 1x မှာတော့သိပြီးတော့မသိတာဘူးဒါပေမဲ့ 3x နဲ့ 2h နဲ့ရှင်မယ်ဒါမှမဟုတ် 5h ကျွန်တော်ရှင်ပြီးတော့ရိုက်ပြီဆိုရင်ဘယ်လိုပြောမလဲတရော့ဖီမှာ Apple ကကျွန်တော်တို့တော့ပို့ပြီးတော့သဘောကျဖို့ကောင်းတယ် Samsung ကမျက်နှာလေး skin tone လေးပို့ပြီးတော့ညက်တယ်ပို့ပြီးတော့လင်းပေးတယ်ဒါပေမဲ့တကယ်တမ်းစပိန်လေးတစ်ချောင်းထွက်နေရတော့တကယ်ကိုကင်မရာနဲ့ရိုက်လို့နီးပါအနီးဆက်ဆုံးဖြစ်တာတော့ iPhone 16 Pro Max ပဲ။ selfie မှာလည်းထုံနေလကောင်းပေါ့နော်။ကျွန်တော်တို့မျက်နှာတွေမှာ layer ရှိတယ်။အရင်ဦးဆုံးကနှာခေါင်းကစတာနှာခေါင်းပြီးရင်ပါလာမယ်ပြီးရင်ရွက်တွေလာမယ်။ဆိုတော့အဲ့ဒီ အထက်ထက်ကိုသေချာလေးတည်တာ Apple ရဲ့ iPhone 16 Pro Max ပေါ့နော် Macro ကတော့ရှင်းကြည့်ရတော့နှလုံးစလုံးတူမတာကုမတာဆိုရဲပုံစံမျိုးလေးတွားတာပေါ့နော်လှုပ်လိုက်လှုပ်လိုက်မှာတော့ကျွန်တော် Samsung ကိုနည်းနည်းလေးတန်တရားဝင်တဲ့ပိုင်းတွေရောက်လာပြီ Galaxy S25 Ultra ကလိုလိုက်တကယ်ကိုကျန်းတဲ့ phone ပြီးတော့နှစ်တိုင်းနှစ်တိုင်းမှာလည်း Samsung က Apple ကိုလိုလိုက်မှာအမြဲတမ်းလုံးဝနောက်ကောက်ချခဲ့တာပဲသူတို့ Nitrography အရင်ကျန်လုံးနေအခုတစ်ခေါက်ကြတော့ လိုးလိုက်ကတိတ်ပြီးတော့မကွာတော့ဘူးဆိုတဲ့ပုံစံမျိုးပြောချင်တာအခုဒီပုံမှာဆိုရင် iPhone ကလိုးလိုက် condition မှာဒီချေးဆွဲလိုက်တော့ကောပို့ပြီးတော့ကောင်းနေဗျာအရင်တော့လိုမျိုးညဘက်ဆိုတာနဲ့ Samsung ကြီးပဲကောင်းတယ်ဒီဘက်ဆိုတာနဲ့ iPhone ကြီးပဲကောင်းတယ်ဆိုတာမဟုတ်တော့ဘူးအခုကနည်းနည်းလေးခိုးဖြစ်တာနဲ့နည်းနည်းလေးဝမ်းဖြစ်တာအဲ့လို color တော့အဲ့လိုလေးကွာသွားမယ်ပြီးတော့ Samsung ကနည်းနည်းလေးဖြူမယ် overall က that's it Galaxy S25 Ultra နဲ့ iPhone 16 Pro Max နဲ့ white lines ပေါ့နော်ဆိုတော့နှစ်ခုမှာဘယ်ကောင်းပို့ပြီးတော့အဆင်ပြေလဲဘာညာ ။အဲဆိုနည်းနည်း against ဖြစ်သွားမှာ။မိုက်လဲဘယ်ကောင်ကပို့ပြီးတော့ကောင်းလဲဆိုတာမျိုးကြားရမှာပေါ့။အခုကတော့ပုံမှန်လူတိုင်းရိုက်မဲ့ one inch ပေါ့နော်။ one inch မှာလဲအစင်ပြေကြမယ်လို့ထင်ပါတယ်နှစ်ကောင်တော့။ဒါပေမဲ့အတန်းတော့နည်းနည်းပို့ပြီးတော့တိုးရမယ်တဲ့။နည်းနည်းလေးပို့ပြီးတော့ဝေးလိုက်ရတာ။ဒီမှာတော့ပို့ပြီးတော့နှီးသွားမယ်အတန် clear ဖြစ်လား clear မဖြစ်လားတခါတယ်ကျွန်တော်အားလုံးကြားရမယ်။ Yeah အောက်က comment လေးပါလဲတစ်ချက်တော့မှန်ပြီလို့ရရယ်ပေါ့နော်။ ဘေးအတန်တွေကတော့ဒီမှာတကယ်တော်တော်ကြီးကိုစုနေရပြောလို့ရတယ်ဆိုဗီဒီယိုကတော့ကျွန်တော်တွေအခုမြင်ခဲ့တဲ့အတိုင်းပဲဘယ်ကောင်ပူတာလဲဆိုတာမျိုးမြဝါးတင်တင်တွေ့ရမှာပေါ့နော် Facebook က resolution ချရတဲ့အတွက်ကြောင့်လည်းနည်းနည်းလေးတော့နေကောင်းနေသွားမယ်ဒါမဲ့လည်း skin tone တွေ dynamic range တွေအနောက်ကအရောင်တွေကအစ မိုင်းသွားလားဒါမှမဟုတ်ဘန်းသွားလားကျော်ရီတခါတည်း live ကိုမြင်ခဲ့ရမှာပေါ့ Chris Samsung မှာ shout out လုပ်ရမှာရင်တော့နဲ့မတူတော့ဘဲနဲ့အရှိကကိုရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေကို fader အနေနဲ့ပြင်ပြီးတုံးလို့ရတာအရင်တော့ဆိုရင်ပုံပုံလေးလောဝယ်ခိုင်းရမယ်ဆို Samsung ရဲ့ဒီ add တွေက fader ကိုကျွန်တော်လုံးဝမသုံးဖြစ်ဘူးတိကိုမတိကျင်ခဲ့တဲ့အထဲမှာပါတယ်ဘဏ္ဍနစ်အကြာကြီးပဲဗျာဒါလားအဲ့ဒီ fader တွေပဲတုံးမိထား Apple ရဲ့ fader တွေကအများကြီးပို့ပြီးတော့ကျန်းခဲ့တယ်လက်ရှိချိန်ကြီးလဲကျန်းတော့မယ် ဒါပေမဲ့ yeah Samsung ကဒီတစ်ခေါက်မှာတော့တော်တော်ကြီးအာသူတို့ရဲ့ feature ဘိုင်းလဲဒီ use ဆိုင်လိုက်တယ်ဓာတ်ပုံဓာတ်ပုံရိုက်ပြီးပြီးတော့မဟုတ်တော့ဘူးကျွန်တော် add ပဲဆိုရင် color ဘိုင်းကအစဒီ filter လေးထည့်မယ်ဆိုရင်တော့အရှိရရိုက်ခဲ့တဲ့ပုံလေးနေဆိုရင် filter လေးရပို့ပြီးကြွသွားတယ်ဗျာ Apple လိုမျိုးရှိရနေပဲ add မဟုတ်တော့ဘူးပို့ပြီးတော့ add ရတာ fan ဖြစ်လာတယ်ပြီးနောက်ဆုံးမှထွက်တဲ့ကောင်းမှုလို့လာတော့မသိအဲအချက်နှစ်ချက်ပေါ့နော် Apple fan နေနဲ့ Samsung ကိုလုံးဝရန်စလို့မရတာ Zumi, para mal não အရင်ကလည်းတော်တော်လေးကိုနာမည်ကြီးခဲ့တယ်အခုချိန်ထိလည်း zoomy မှာလုံးဝလုံးဝလားလားမှမတက်ဆိုင်ဘူး tail lens ပါတဲ့ဖိုင်ချင်းချင်းရှင်ရိုက်ချင်တပဆိုရင်ရှင်ရိုက်လို့ရတယ်အဲ့ချိန်မှာတိတာမှာတော့မဟုတ်ဘူးဒါပေမဲ့ maximum 25စနဲ့ maximum 100စနဲ့ကတော်တော်ကြီးကိုกว่าတော့လေกว่าတဲ့အပြင်ကောင်မှာ number ပဲမဟုတ်ဘူးတကယ် result ကြီးကအရင်ကျန်တော့လားဘာလို့ကျန်လဲဆိုရင် apple က maximum 25စဆွဲလို့ရတယ် samsung အစ30ပုံများလေးလေးပို့ပြီးတော့ဝါးလေးလေးဖြစ်ရမှာဒါပေမဲ့အစ30ကောင်ပို့ပြီးတော့ကောင်းနေရဒုတိယချက်က ai ai ဆိုရင် apple က ဒီ Samsung နဲ့တော့မှာတွားပြီးတော့ရှင်လို့မရသေးဘူးဗျာတိလား Oppo နဲ့ရှင်မယ်ဆိုရင်တော့မှာရှုံးနေရကျွန်တော်တို့အရှိက Oppo Vivo တခုမှာ demonstrate လုပ်ပြရတဲ့ဟာပုံစံမျိုးပဲဘယ်လိုပြောမလဲသူတို့အခုချိန်မှာလည်းတရားရီဆွဲခံနေရတာပေါ့နော်သူတွေကို Apple Intelligence ဆိုပြီးတော့ရောင်းခဲ့ပြီးတကယ်တမ်းလက်တွေ့မှာလည်းတေချာလီအတုံးမချနိုင်ဘူးဆက်အထဲက keyboard တွေ jam emoji တွေတတော်များများ AI ကတော့ဖြည်းဖြည်းနဲ့သူတို့ agree ဖြစ်လာတယ်မိုက်လာတယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့အခု speaking of camera compressing ဆိုရင်တော့ဒီကောင်ရဲ့ဒီ Samsung ရဲ့ level နဲ့ဘာမှမဆိုင်ဘူးဆိုတော့လူရင်းတို့ရှင် camera compressing vlog ကတော့ဒီလောက်ပဲပေါ့နော်နှလုံးစလုံးမှာဘသူကဘာကိုရွေးရမှာလဲ camera consistent ဖြစ်တာကိုကြိုက်တယ်အရာကိုလည်းနည်းနည်းလေးဝမ်းပတ်သွားတယ်နေ့ပတ်ဒီမှာအလုပ်ပူပြီးတော့များတယ်ဆိုရင်တော့ iPhone 16 Pro Max ကပူပြီးတော့ကောင်းတယ်ဒါပေမဲ့ vlog ရိုက်မယ်ကိုက features တွေကိုဆုံဆုံလင်းလင်းသုံးရင်တပါဆိုရင်ကျွန်တော်အရှိမှာလဲ Galaxy S25 Ultra နဲ့ပတ်သက်တဲ့ video လေးလုပ်ခဲ့ပူရရှိတယ်။ Yeah နည်းနည်း လူငယ်ဆန်တယ်ပို့ပြီးတော့ fan ဖြစ်တယ်ကလာရီကတော့အာတီချာပြန်ချိန်နိုင်မယ်ဆိုရင်ကိုကြိုက်တယ်လို့ပြန်ချိန်လို့ရတယ်လော့မို့လည်းပါပြီးသားအောင်ပြီးတော့ကိုက resolution မြင့်တဲ့ video ပုံစံမျိုးလိုချင်တယ်ငါတို့ 8K ထိတော့မလိုဘူးကွဒါပေမဲ့ 8K ကို30 frame per second နဲ့ကြော်ရဲလို့ရတယ်ရိုက်ပြီး B ဆိုတာနဲ့အဲ့ကောင်ကိုပြန်ပြီး crop တာတတော်ကိုကြည်သေးတာပေါ့နော်တခုတော့ရှိတယ်အဲ့ 8K 30 frame per second ကို edit မယ်ဆိုရင် Premiere Pro ကဘာလို့မှနည်းနည်းလေးတော့ထစ်တာပေါ့နော်နည်းနည်းမို့ 4K ထက်ကိုပို့ပြီးတော့ထစ်တာပေါ့နော် anyway camera comparison ကတော့ဒီလောက်နဲ့ပဲကျင့်နေပေးဖို့တောင်းဆိုလိုက်ပါတယ်ကျွန်တော်ဂျွန်ဖြစ်ပါတယ်အားလုံး host ပါ